အားလုံးပဲမင်္ဂလာပါကျော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ကျော်တို့ဖုန်းနဲ့ရိုက်ထားတဲ့ပုံတွေကိုကင်မရာနဲ့ရိုက်သားတဲ့မျိုးကျော်တို့လှသွားအောင်ဘလူးပြုပြင်ရမယ်ဆိုတော့ကိုပြပြပြမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျော်နဲ့လူချက်လောက်ကြည့်ကြ။အဲ့တော့ကျော်တို့ကပထမဦးဆုံးအနေနဲ့ကျော်တို့ဓာတ်ပုံကိုပြုပြဖို့ HYPIC ဆိုတဲ့ကျော်တို့အလေးတစ်ခုကိုကျော်တို့ဒေါင်းလောဆွဲပေးရမယ်။အဲ့တော့မရှိသေးဘူးဆိုလို့ရှိရင်ကျော်တို့ Play Store မှာ HYPIC ဆိုပြီးတော့ရိုက်ချက်ပြီးတော့ကျော်တို့ install တင်ပေးလိုက်မယ်။ ပြီးတော့လို့ဆိုရင်တော့ကျွန်တော်တို့ကဒီ app တွေကိုဝင်ပြီးလိုက်အဲထဲကိုရောက်ပြီးဆိုရင်တော့ဒီမှာမိမိပြုပြင်မဲ့တပုံကိုကျွန်တော်တို့ရွေးပေးလိုက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာအောက်မှာရှိတဲ့ကျွန်တော်တို့ WeChat ဆိုတာကိုကျွန်တော်တို့တစ်ချက်နှိပ်ပြလိုက်။ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ဒီမညီညာတဲ့အသားရည်တွေကိုကျွန်တော်တို့ချုံးမွေသွားအောင်ကျွန်တော်တို့ တော့အပ်ဆိုတာကိုနှိပ်ပြီးမယ်ပြီးအောင်စဉ်ဒီမှာကျွန်တော်တို့ auto ကိုလည်းကျွန်တော်တို့နှိပ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာ event ဆိုတာကိုလည်းနှိပ်လို့ရတယ်အဲ့တော့ code က auto ဖြစ်ကျင်နေဆိုလို့စဉ်းတော့ကျွန်တော်တို့ auto ကိုနှိပ်လိုက်မယ်ဒါဆိုလို့စဉ်းသူကသူအလိုလျောက်ကိုယ့်ရဲ့မျက်နှာနဲ့ live ဖတ်မဲ့ပုံစံမျိုးကိုအဲဒါကသူပြင်ကြောင်းနေပြလိုက်တယ်အဲ့တော့ကျွန်တော်တို့က auto မလုပ်ချင်ဘူးဆိုရင်လည်းရတယ်ကျွန်တော်တို့ကဒီအောက်မှာရှိတဲ့ကျွန်တော် event ဆိုတာကိုတစ်ချက်နှိပ်ပြီးပြီးအောင်စဉ်ဒီမှာ code လို့ ်ကိုယ့်ရဲ့မျက်နှာကိုညင်ညာအောင်ကျွန်တော်တို့ချောမှုအောင်ကျွန်တော်လောက်လိုက်လို့ရတယ်ဗောနော်အဆက်ပြောက်ကြီးရှိနေမယ်အမဲဆက်တွေရှိနေမယ်ဆိုရင်ကျွန်တော်ဒီမှာ event နဲ့ကျွန်တော်တို့ intensity ကိုအတင် short လုပ်ပြီးတော့ကျွန်တော်တို့ညှိလိုက်လို့ရတယ်ပြီးသွားလို့ဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ကိုယ့်ရဲ့မျက်နှာကိုညီသွားအောင် smooth ဖြစ်ချင်တယ်ဆိုလို့ရှိရင်နော်ဒီအောက်မှာရှိတဲ့ကျွန်တော် smooth ကိုတစ်ချက်နှိပ်ပြီးမယ်ပြီးလို့ဆိုရင်ကျွန်တော် intensity ကိုပြင်ပေးမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနကတော့ပုံနဲ့တော်လေးကွာခြားသွားပြီး ခုနကတော့ကျွန်တော်တို့ရှိနေတဲ့ပုံနဲ့ကျွန်တော်သိချင်တယ်ဆိုရင်တော့ညာဘက်မှာရှိတဲ့ကျွန်တော်ဒီဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်ပြန်ကြည့်လို့ရတယ်စောစောတုန်းကကျွန်တော်ရိုက်ထားတဲ့ပုံနဲ့အခုပုံနဲ့ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ညညာသွားပြီပြီးအောင်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာမျက်စိတို့ကျွန်တော်နှာခေါင်းတို့ပြုပြင်ချင်တယ်ဆိုရင်လည်းကိုယ်လိုတလို့ပြုပြင်လို့ရတယ်ပြီးအောင်ဆိုရင်ကိုယ့်ရဲ့အသားရည်ကိုကျွန်တော်တို့စကင်တုံးပြုပြင်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာစကင်တုံးလေးကိုနှိပ်ပြလိုက်ပြီးလို့ရှိရင်ကျွန်တော် industry ကိုကျွန်တော်တို့အလင်းမောင်ချိန်ပြီးတော့ကျွန်တော်တင်ပြလိုက်လို့ရတယ် အားလုံးပြီးပြီဆိုရင်တော့ကျွန်တော်တို့ကအမှန်ချစ်ပြီးလိုက်မယ်ပြီးလို့ဆိုလို့ရှိရင်အဲကိုယ့်ရဲ့ဓာတ်ပုံကိုပို့ပြီးတော့လှသွားအောင်ကျွန်တော်တို့ကဖစ်တာထည့်လိုက်မယ်အဲ့တော့ကျွန်တော်ဖစ်တာထဲကိုဝင်ပြီးလိုက်မယ်ပြီးလို့ဆိုရင်ဒီမှာကိုချိုင်းနဲ့တက်ရဖစ်တာကိုအသုံးပြုလို့ရတယ်ကိုချိုင်းရကိုကိုယ့်ရဲ့ဓာတ်ပုံနဲ့လိုက်ဖက်မယ်ကျွန်တော်တို့ဖစ်တာကိုရွေးထည့်ပြီးတော့ကျွန်တော်အသုံးပြုလို့ရတယ်ဗောနော်ဒီမှာကျွန်တော်တို့က fee လည်းရှိမယ် VIP အဝိုင်မီလည်းရှိမယ်ပေါ့ကျွန်တော်တို့ဝယ်သုံးနာမယ်ဆိုရင်တော့ VIP ကိုသုံးလို့ရမယ်ကိုကဝယ်သုံးနာဖို့ဆိုရင်တော့ဒီ fee ပဲသုံးလို့ရမှာပေါ့နော်ကျွန်တော်ကတော့ဒီမှာဒီကောင်လေးရွေးလိုက်တယ်ပြီးလို့ဆင်ကျော်ဒီမှာ industry ကို အတိုးလျှော့ကျွန်တော်တို့လိုသလောက်ချိန်ပေးလို့ရတယ်အပြီးတော့ဆိုလို့ရှိရင်တော့ကိုရဲ့ပုံကိုကိုကအလေးမောင်းချိန်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ adjust ဆိုတာကိုနှိပ်ပေးမယ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီမှာ auto ကိုအသုံးပြုလို့လည်းရတယ်အဲ့တော့ကိုကပြန်ပြီးတော့မချိန်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီမှာ auto ကိုနှိပ်ပေးလိုက်လို့ရတယ် ဒါမှမဟုတ်ကိုကပြန်ပြီးတော့ပြုပြင်ခြင်းနဲ့ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာဖေဘက်ကိုဆွဲမယ်ဆွဲပြီးသွားလို့ဆိုလို့ရှိရင်အာကျွန်တော်တို့ brightness ပေါ့เนาะကျွန်တော်အလင်းတင်ခြင်းနဲ့ဆိုရင် brightness ကိုနှိပ်မယ်ပြီးသွားလို့ဆိုရင်ကျွန်တော်တို့အလင်းကိုတင်မယ်ဒါမှမဟုတ်ကျွန်တော် short ခြင်းနဲ့ဆိုရင်ဒီကောင်ကိုကျွန်တော်တို့ short ပေးလိုက်မယ်အလင်းကို short မယ်ပြီးလို့ဆိုရင်ကျွန်တော် exposure ကိုနှိပ်မယ် exposure ကိုကျွန်တော်တို့တင်ပေးမယ်ပေါ့เนาะတင်ခြင်းလိုက်ရတယ် short ခြင်းလိုက်ရတယ်အဲ့တော့ကိုယ့်ရဲ့ပုံနဲ့ line ရောညီတွေရှိအောင်ကျွန်တော်တို့ဒီမှာပြုပြင်ပြီးတော့ချိန်ညီလို့ရတယ် ်ပြီးလို့ရှိရင်ကျွန်တော်အဖြူများလေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ content တွေကိုလည်းနည်းနည်းတင်ပြလိုက်လို့ရသေးတယ်ဒီလိုမျိုးကျွန်တော်အကောင်လုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီပုံကိုကျွန်တော်စစ်ဖို့အတွက်ဒီအပေါ်မှာရှိတဲ့ကျွန်တော်တို့ညားလေးကိုတစ်ချက်နှိပ်ပြလိုက်ဒီလိုမျိုးရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲကိုဒီတက်ပုံကိုကျွန်တော်တို့ဆေးလုပ်လို့ပြီးတော့ပါပြီ။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။